လောကမှာလှုပ်လို့ရတဲ့အရာနှစ်မျိုးရှိတယ်။နံပါတ်1တမျိုးကတော့တက်တောင်တက်တာရှိတယ်၊စိန်ကြတယ်၊ပျော်စရာကောင်းတယ်၊တခြားသူတွေလည်းလူတိုင်းလူလူကျွန်တော်တို့လှုပ်ကြတယ်။အဲ့ဒီအလုပ်တစ်ခုရှိမယ်။နောက်ထပ်အလုပ်တစ်မျိုးကတော့တခြားသူတွေလည်းတိတ်ပြော်မှမလှုပ်ကြဘူး။တက်တောင်တက်တာလည်းမရှိဘူး။စိန်လည်းမကြဘူး။ပြင်းစရာလည်းကောင်းတယ်။အဲ့လိုလုပ်ငန်းနှစ်ခုရှိပါတယ်။ ်တော်မေးကြည့်ပါမယ်ဘယ်လုပ်ငန်းကကျွန်တော်တို့အတွက်ကိုချမ်းသာကြွယ်ဝမှုတွေငွေကြေးဥစ္စာတွေပြည့်ဝလာအောင်လုပ်ပေးမယ်လို့ထင်ပါတယ် ဖြစ်ရတော့ရှင်းရှင်းလေးပါနံပါတ်1ဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကနံပါတ်1အလုပ်သည်ဈေးကြတယ်အဲ့တော့ဈေးကြတယ် AC TV ကြည့်မယ်နော် game ဆော့မယ်နော်တငယ်ချင်းနေနေရှော့သွားမယ်ဘီယာဆိုင်မှာထိုင်မယ်လပေးဆိုင်မှာထိုင်မယ်တော်ကီပြစ်မယ်ဒီဝန်ထမ်းလုပ်တယ်ဆိုလို့ရှိရင်လည်းအလုပ်ပြီးသွားပြီဆိုတာနဲ့ကိုယ်အလုပ်ချိန်ပြီးသွားတာဖြစ်တဲ့အတွက်ကိုယ်ဈေးကြတဲ့တက်တောင်းတက်တာရှိတယ်လို့ကျွန်တော်တို့နေမယ်သူများတွေလည်းဒီတိုင်းပဲလုပ်နေကြတာ အဲ့ဒီနံပါတ်1လုတ်ပြီးလုတ်ပြီးဆိုလို့ရှင်တော့ဘဝမှာချမ်းသာကြွယ်ဝမှုဆိုတာကရဖို့ခဲရင်လိမ့်မယ်လွယ်လွယ်ကူကူနဲ့ရမှာမဟုတ်ဒါပေမဲ့ကိုကခုနကနံပါတ်1အလုတ်တွေဖြစ်တဲ့တက်တောင်တက်တာမရှိတဲ့အလုတ်တွေစိမ်မကြတဲ့အလုတ်တွေထားပါတော့ဥမာနေနဲ့အဲ့တော့ကိုကဒီကုမ္ပဏီမှာပဲဖြစ်ဖြစ်နေရာတစ်ခုမှာအလုတ်လုတ်တယ်အဲ့တော့အလုတ်ပြီးသွားတဲ့ခါမှာဘာလို့မှလဲကိုရရတဲ့အချိန်တွေကနေပြီးတော့မှသင်တန်းနေတက်မယ်အဲ့တော့ကွန်ပျူတာကောင်းကောင်းလေ့လာမယ်အင်္ဂလိပ်စာလေ့လာမယ်ဒီကိဆိုလို့ရှင် AI နေအကြောင်းလေ့လာမယ်ကိုတက်ကျွမ်းထားတဲ့အဲ့တော့ skills တွေကိုပို့ပြီးတော့မှကျွန်တော်တို့မြင်မယ်เนาะလေ့လာ leadership skill တွေကျွန်တော်တို့မြင်မယ် business နဲ့ပတ်သက်ပြီးတော့မှလေ့လာမယ်ပြီးရင်ကိုက business တွေလုပ်ဖို့စဉ်းစားမယ်เนาะဒါမှမဟုတ် business တွေစပြီးတော့မှကိုယ်ပိုင်လုပ်ကြည့်မယ်ခက်ခဲတွေကဘယ်လိုရှိနိုင်တယ်လဲပြဿနာတွေကဘာရှိနိုင်တယ်လဲ sales ကိုဘယ်လိုလုပ်အောင်မလဲ marketing ကိုဘယ်လိုလုပ်အောင်မလဲ hr ကိုဘယ်လိုလုပ်အောင်မလဲဒါမျိုးတွေကျွန်တော်တို့လေ့လာကြည့်အဲ့တော့ဟာမနက်လည်လာပြီဆိုလို့ရှိရင်လည်းတော့အလုပ်မသွားခင်မှာကိုကဂျင်းကိုခဏသွားလိုက်မယ်ဟိုတက်တောင်းတက်တာတော့မရှိဘူးဂျင်းသွားရတာ နောက်ပင်မန်းနဲ့နောက်အချိန်ကုန်နဲ့ငွေကုန်နဲ့ဒါပေမဲ့ဘာဖြစ်မလဲဆိုတော့ကျမကြီးကောင်းလာလိမ့်မယ်။အဲ့တော့ကျမကြီးကောင်းခြင်းအပြင်ကိုကဝင်ငွေတွေတိုးချနိုင်မယ်။ချမ်းသာကြွယ်ဝမှုတွေလုပ်နိုင်လိမ့်မယ်။โอเคအဲ့တော့ညာဘက်ရောက်တဲ့ခါမှလည်းကိုဘာလို့မလဲချက်ချင်းတန်းအိတ်တိုင်းလို့ရတယ်တိုးတော့ကျွန်တော်ဘာလို့လို့ရလဲဆိုတော့ meditation တော့တရားထိုင်ကြည့်မယ်တော့ကျွန်တော်ပြောတဲ့ visualization တွေလုပ်မယ်အဲ့လိုလုပ်ချင်းရချင်းဘာဖြစ်မလဲတရားထိုင်ခြင်းအဖြစ်ကိုစိတ်ငြင်းချမ်းလာမယ်ငြင်းချမ်းမှုတွေရမယ်ငြင်းချမ်းမှုတွေရခြင်းအဖြစ်ဆုံးဖြတ်ချက်တွေခိုင်မာလာမယ်ဆုံးဖြတ်ချက်တွေမှန ကန်လာမယ်ပြောချင်တာဒီတက်တောင့်တက်တာမရှိတဲ့အလုပ်တွေကကျွန်တော်တို့ကိုချမ်းသာကြွယ်ဝမှုတွေအောင်မြင်မှုတွေကျမ်းမာခြင်းတွေပေးမှာတိတ်ကိုတက်တောင့်တက်တာရှိတဲ့အလုပ်တွေလူတိုင်းလုပ်နေတဲ့အလုပ်တွေကကိုယ့်ကိုဘာချမ်းသာကြွယ်ဝမှုမှာပေးမှာမဟုတ်ပါဘူးကြောင့်မို့ကျွန်တော်ကတော့နံပါတ်1ကိုပဲလှုပ်ဆဲချင်ပါတယ်ဒီကြောင့်အနေနဲ့ပြီးတော့မှအခုဒီဗီဒီယိုရှိနေတဲ့ကြောင့်လူတွေမျိုးစုတွေပြီးအကျိုးတစုံတွေရလိမ့်မယ်တော့ကျွန်တော်မျှော်လင့်ပါတယ်ကိုယ့်အတွက်အကျိုးတစုံတွေရတယ်ဆိုရင်ကိုဘာရလိုက်တယ်လဲဆိုတော့ကိုမှမှချက်လို့ရလို့ရရည်ပြပါဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြတော့လေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညံလေးအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ